ကောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတော်တွေမှာရံများမယ်တိုက်ခတ်များမယ်မူလရည်မှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာ အတိုက်ခတ်နေနဲ့ဂျုံမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တိုင်းနဲ့ဂျုံမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တိုးလောက်ကန်ခြင်းတွေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်အတိုက်ခတ်နေတဲ့တော့ရှင်ပြီးလောက်ရမယ် မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ခြေနေတွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်ပြန်လည်ဆောင်ရွက်ရတာတွေရှိတယ်လောရတဲ့ကိစ္စတွေလည်းဆင်းပြေသွားနိုင်မယ်လမ်းကြောင်းစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လည်သုံးသပ်လုပ်ကန်ရတဲ့အနေအထားကိုရောက်ရှိနေတယ်ဒီရက်နေ့မှာတော့အထက်ခံသိမ့်ပြတာပဲမှန်တယ်လက်တွေ့ကွာမယ်ကိုယ့်ရက်နေ့မှာရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုရရှိမယ် ဆယ်ရက်နေ့မှာရပိုင်ခွင့်နေလက်ဝဲပြန်ရခြင်းတိုးတက်ခြင်းနေကြုံမယ်ဆက်တရက်နေ့အရာရာကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်ဆက်နေ့ရက်နေ့ရပိုင်ခွင့်နေလက်ဝဲပြန်ရခြင်းအတိုက်ခံကြမှာတိုးတက်ခြင်းရှိမယ်ဆက်သောရက်နေ့မှာရံများမယ်တိုက်ခံများမယ်စိတ်ပပန်းသူပပန်းဖြစ်မယ်ဆက်လေးရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့မတော်တဆအနေကိုယူဆရမယ် အရှိရကုန်တီသွားစရာနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာကျူးဆက်ရမှာပေါ့ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်ရင်္ဂဘုထုမွေးသူများအကြောင်းစိတ်နှောင့်ရှက်ဖြစ်မယ်369ကုကနန်းနေ့ချိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်၁၇ရက်နေ့ကစုံလာပြည့်နေ့မှာ အလှူဒါနပြုပါ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့အတော်အတွင်းမှာလုံးသမျရည်ရွယ်သမျအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအလုံးစင်ပြေသွားရမယ် ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးအကိစ္စတွေမှာကိုမှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလုံသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ရည်ရည်ချက်စစ်တွေကိုလုံးလို့ရတယ်အလုံမရှိအလုံရကိုရနိုင်တယ်အလုံရှာနိုင်တယ်ဝေးကြီးဒီချင်းမြုပ်နိုင်ရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်။အရာရာကံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ခြင်းပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်။ဆယ်ရက်နေ့မှာတော့ရရထိမ့်သိမ့်ပြီးလောက်အောင်အလွယ်တကူရတာမရှိဘူး။ စက်တရက်နေ့မှာပေါ်လာတဲ့ခွင့်ရေးတွေလက်တွေ့သုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပဲလုပ်လိုက်ထူးခြားစွာကောင်းသွားနေပဲစက်တရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလို့ဆရာရှိတာရှေ့တိုးလို့စက်သုံးရက်နေ့မှာရှင်ပြိုင်မှုမသမအောင်မြင်မဲ့အပြိုင်ဆိုင်တိုက်ခတ်ကြထိုးပေါက်ပြီးလုံးဝနေမဲ့စက်လေးရက်နေ့မှာသွာလာနေထိုင်ယူဆိုင်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရောက်ကုန်တည်သွားစံနေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလာနေထိုင်ယူဆိုင်လိုက်ရဲ့ အတော်တန်ကိုဆင်ပြေသွားစရာအကြောင်းရှိပါတယ်ဒီကလားအတော်တွင်မှာဂျာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလားတောက်ကြမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်၃၆ကိုကနန်းကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်သုံးပြီးလူရှိရာကိစ္စဆောင်ရွက်ပါအဖြူရောင်လက်ကင်မွာတတဲကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပြီးတော့လူရကိစ္စဆောင်ရပါအားလုံးစင်ပြေပါမယ်ဂျေစုတင်ပါတယ် တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်ကနေ14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေတည်ထားရမယ်တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမရတဲ့မလိုအပ်ဖဲများစွာပြောသောစကားတို့ကိုရှော့ရမယ် ။နောက်လူမရင်းကိစ္စတွေမှာသားသမီးတောင်းယူခြင်းကိုလည်းရှောင်ကျင်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ဖြတ်သန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖဏိနိုင်တဲ့အနေအထားကိုဆောင်ရွက်နိုင်တယ်။ရှေ့ရနေမှာတော့အရာရာအတိုက်ခံရှိမယ်။ခက်ခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရနေမှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရိမှန်းချက်အောင်မြင်မယ်။ ဆယ်ရက်နေ့မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်ဆယ်တရက်နေ့ကမြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရလဲကောင်းတယ်ငွေကြေးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်ဆယ်နှစ်ရက်နေ့မှာမနာလိုသူများမယ်မူလစီစဉ်ထားနေတဲ့အတွဲတွဲချုံချုံဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်ဆယ်သုံးရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းချိုးဖိခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ် ်14ရက်နေ့မှာရံပတိပက္ခာရီဂျာတဲ့ကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရကိုတည်သွားစေအနည်းဖြစ်တတ်တာကိုတော့ကြိုးစားရမယ်။အခြေခံအဖြစ်မနဲ့9နိုင်ခွဲနဲ့9နိုင်ကြာမှာသွာလာနေထိုင်ဆင်ခြင်ပြီးရတော့ဒီနေ့တာအရာရာအစဉ်ပြေသော နေထားတွေပဲကိုဥတီတာတွေ့ရပါလေ။ဂျာသာပတိနေဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။ တနည်းငယ်တွင်နေငါနေမွေးသူများကြောင့်စိတ်နှောက်ရှက်တယ်ဖြစ်တတ်ပါတယ်တ5 6ခန်းနေအကျိုးပေးပါတယ်အဝါရောင်လေးမောင်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ7ရက်နေ့ဟိနေရကစုံလာပြည်နေ့ညောင်ရီသွန်းဘွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသွန်းချင်းကုသိုလ်ကောင်းမှုပြုပါအခြားအခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့ဟိုရာဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ် ကျေးဇူးတင်ပါတယ်